မင်္ဂလာပါရှင်ဗမာခေတ်တဲ့တရင်ဌာနရဲ့ထိတ်တန့်တဲ့နေ့ကိုတင်ဆက်ပေးပါရောင်းမယ်ပထမဦးဆုံးတက်ချုပ်ကြီးကပြောနေပေမဲ့စီရင်နိုင်ငံရေးမှာမိမိတို့ရှုံနေဟုဒုချုပ်ဆိုဝင်ဝန်ခံပြောဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် တက်ချုပ်ကြီးပဲပြောနိုင်နေပြကျွန်တော်ဖြစ်မပြောဘူး2021နောက်ပိုင်းကစလို့ပြည်သူတွေဟာစစ်သားယူနီဖောင်းမြင်ရင်ကိုယွန်နေကြတာမနေ့တနေ့ကမှပေါ်လာတဲ့ PDF ကိုပဲအားပေးနေကြတယ်စစ်တပ်အနေနဲ့ပြည်သူတွေရဲ့ယွန်ရှာခြင်းကိုခံနေရတယ်တပ်မတော်ကုန်တိုက်ခါကြဆင်းနေတယ်လို့ဥစွာပြောပြရစီဟု၎င်းကဆိုပါတယ် NC စနစ်ပြည့်ပွဲမှာလိုက်ကြည့်ကြပါတက်တဲ့ပေါင်းစားမဲ့ပါတီတွေလူတွေကလွဲပြီးဘယ်သူမှလည်းမတက်ကြဘူးစာချုပ်လက်မှတ်ထိုးထားတဲ့လက်နက်ကိုင်း၆ပွဲမတက်ကြဘူးမတက်တဲ့ပြင် NC စာချုပ်ကစက်ကူစုပ်တဲ့ပြတက်နေကြ RCSS ဗိုလ်ချုပ်ကြီးရွှေစစ်လည်းမတက်ရဘူး NC နဲ့တက်မတော်အာဏာရယူမှုကိုပါထောက်ပြသွားသေးတဲ့ဒါတွေကနိုင်ငံရေးမှာရှုံးတာပဲကျွန်တော်ကတော့ဝန်ခံတယ်လို့ဆိုပါတယ် တပ်မတော်အနေနဲ့ပေါ့ဖော်တရုတ်ရဲ့အကူအညီနဲ့ရှမ်းမြောက်ကနေမြေတချို့ကိုပြန်ရခဲ့ပေမယ့်စီရင်မာလေးရှုံနေကြောင်းပြောဆိုသွားပါတယ်။ကိုကန်တက်တန်းတက်တွေစီကနေမြေတချို့ပြန်ရလာလေတရုတ်အကူအညီရလို့သာကျွန်တော်တို့တက်အနေနဲ့ကပြည်သူကမထောက်ခံတော့တိုက်ရိုက်ခိုင်ရမဟန်ဘူးအညာဒေသကလက်နက်ကင်တွေ PDF တွေတောင်မရှင်းနိုင်သေးဘူး။မြေပြန့်ကလက်နက်ကင်တွေရှိနေတဲ့ရွေလဲရခိုင် AEC ကနေမြေတွေပြန်ရဖို့လဲမမြင်မိဘူး။ မမြင်မိဘူးချုပ်ပြောရရင်စီးရင်မှလည်းကျွန်တော်တို့ရှုံနေအောက်ခြေစစ်သားတွေလည်းတော်တော်များများကြခဲ့ပြီးပြီးတက်ချုပ်ကြီးကပြောနေပေမယ့်စီးရင်နိုင်ငံရေးမှာရှုံခဲ့တယ်ပြလို့ဒူးချုပ်ဇဝင်ကဝန်ခံပြောဆိုခဲ့ကြောင်းသိရပါတယ်ဆလတ်တင်ဆက်ပေးမယ့်တရင်ကြောင်းကတော့ရှမ်းမြောက်စစ်ကောင်စီထိုးစစ်မျက်ွယ်ပြုထားပါက TNL အပြင်ကြံအဖွဲ့တွေပါတိုက်ခိုက်ခံရမယ်လို့လေလာသူတွေပြောတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ အာနာသိန်းစစ်ကောင်စီတပ်ကတန်းတက်မလို့ TNL ထိန်းချုပ်တဲ့မြို့ရွာတွေကိုထိုးစစ်ဆင်နေတာ၄ချောင်းစစ်စင်ရေးလှုပ်ဆောင်နေတာတွေကိုရှမ်းမြောက်အခြေဆိုင် ကျန်တန်းသားအဖွဲ့တွေကမျက်ွယ်ပြုတ်ထားပါကနောက်ပိုင်းမှာစစ်ကောင်စီရဲ့ထိုးစစ်ဆင်မှုကိုရင်ဆိုင်လာရမယ်လို့ရှမ်းမြောက်ရေးလီလာသူတွေကပြောပါတယ်စစ်ကောင်စီဟာအခုနှစ်နှွေကာလကစပြီးလေးချောင်းစစ်စင်ရေး drone လက်နက်ကြီးပြစ်မှုတွေအသုံးပြုပြီးမြေပြင်မှာထိုးစစ်ဆင်လာ၍ TNL ထိမ့်ချုပ်ထားတဲ့နောင်ချိုကြောင့်ပဲတီးပေါ်မျိုးတွေတစ်ခုပြီးတစ်ခုပြန်လည်လက်လွတ်ခဲ့ရတာမို့လက်ရှိမှာလည်း Nemsan Mantou နဲ့မတူမိုင်းငေါမိုင်းလုံးမိုးမိတ်မိုးကုန်းနဲ့တီးပေါ်မျိုးနဲ့ကြောင်မဲမျိုးနယ်တွေကချင်းရွာတွေကိုလေးချောင်းစစ်စင်ရေးဇက်တိုက်ပြုတ်လောက်တော့ ဖြစ်ပါတယ်။ခုပြစ်စင်တွေဟာ TNL အရေးလိုပဲမြင်နေသရွေစကားစာဘက်ကတော့တဖြည်းဖြည်းနဲ့ MNDAA နဲ့ KIA ထိန်းချုပ်ထားတဲ့မြို့နေရာတွေကိုလည်းအနည်းနဲ့အမြန်ပြန်သိမ်းယူသွားနိုင်တယ်လို့ရှမ်းမြောက်ရေးလေလာသူကချင်တိုင်းသားတို့ကပြောပါတယ်။ မြောက်ပိုင်းမဟာမိတ်တွေအမြန်စူးစီးသိမိဖြစ်တယ်လို့လည်းသူကတိုက်တော်မာတယ် TNL ဘက်ကစုပ်ပေးလိုက်တာများလေးကိုက်ခိုင်နန့်ဘက်ကလည်းပြန်ကြသွားနိုင်နေဆိုတာအားလုံးသိသိပြီလို့လည်းဆက်ပြောပါတယ်ကိုက်ခိုင်မျိုးနယ်ကို TNL ကတင်ပိုက်ထားတာဖြစ်ပေမဲ့ကိုကန့်တက် MNDA နဲ့ကချင်တက် KIA တွေလည်းရှိပါတယ်စစ်ကောင်စီတပ်အနေနဲ့လက်တလုံးမှာ TNL ကိုတိုက်ခိုက်နေတာဖြစ်ပေမဲ့နောက်ပိုင်းမှာတဖွဲ့ချင်းကိုထိုးစစ်ဆင်သွားမယ်ဆိုတာသိကြကြောင်းလည်းရဲမြောက်ရင်လေးလာသူတိုင်းတိုင်းရင်သားတို့ကပြောပါတယ် ပထမဆုံးကတော့ TNLA နောက်ပိုင်းကျရင်တော့ဂျန်နဲ့နေမြေဒေတာတွေကိုတစ်ဖွဲ့ပြီးတစ်ဖွဲ့ထိုးစစ်ဆင်ပြီးမှလှုပ်ဆောင်သွားမယ်သဘောမှာတော့ရှိတယ်ဟုသူကပြောပါရယ်။ဒါအပြင်ရှမ်းမြောက်ခြေဆိုင်တိုင်းဒါလက်နက်ကိုင်တပ်ဖွဲ့တွေကြားစီးရင်နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုပုံမှုအားကောင်းလာစေရေးအတွက်တပ်ဖွဲ့ချင်းစီကြားရှိနေတဲ့ပြဿနာအချို့အားနည်းချက်အချို့ကိုခေတ္တပေးဖယ်ကညှို့ဖို့လိုအပ်တယ်လို့လည်းတန်အန်တရင်ရှင်မြက်ကပြောပါရယ်။ ဒီအချိန်မှာကျွန်တော်တို့ကအရာတွေကိုခဏဘေးဖယ်ထားပြီးတော့မှဘုံရန်သူကိုကျွန်တော်တို့ကအချင်းချင်းညီညွတ်စွာနဲ့မဟာပြူဟာကြကြလှူဆောင်သွားဖို့လိုလိမ့်မယ်လို့အဲ့ဒီလိုမြင်မိပါတယ်ဗျာဟုတန်းတရင်ရှင်မြက်ကပြောပါတယ်ရှမ်းမြောက်မှာ KIA, MNDAA, DNLA နဲ့ရှမ်းတက် SSBB တို့အဓိကရှိပြီးဒိုင်းသားတက်ချင်းချင်းကြားနေမြေဆိုင်ရာနဲ့ပတ်သက်ပြီးပြဿနာဖြစ်တာအဖွဲ့အချို့တွေကြားတိုက်ပွဲဖြစ်ပွားတာရှိခဲ့ပါတယ်။ ရှမ်းမြောက်မှာ MNDA တင်ထားတဲ့မြို့တွေကချင်းရွှေဟောလောက်ကိုင်းကုန်းချံမုံကိုပန်ဆိုင်ကွမ်းလုံမိုင်းကုန်းနဲ့တင်းဒီမြို့တွေဖြစ်ပါတယ် TNL တင်ပိုက်ထားတဲ့မြို့တွေက Nam Du Nam San Nam Khan ဖောင်းဆိုင်ကုတ်ခိုင်မန်တုံမိုင်းလုံနဲ့မိုးမိတ်မြို့ဖြစ်ပါတယ်ဒါအပြင်ရှမ်းမြောက်မှာ KIA မဘိမြို့ကိုတင်ပိုက်ထားပြီးနမ်ဖက်ကရွာနဲ့ခလာရ1.3တိုင်ရင်ကိုလည်းတင်ထားပါတယ်ညီနောင်3ဘဲကတင်ပြီး UWSA တက်ကိုလွှဲပြောင်းပေးထားတဲ့ဟိုပန်နဲ့ဘန်လုံမြို့တို့ဖြစ်ပါတယ် ်မြန်မာစစ်တပ်ကပြည်လုံးမြေရွေးကောက်ပွဲမှာယုံကြည်စိတ်ချရသောရလမထွက်နိုင်၍လိမ့်လာဆောင်ကြီးအဖွဲ့များစီလုံရန်အစီအစဉ်မရှိဟုဥရောပတမကပြောဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်မြန်မာစစ်တပ်ကပြည်လုံးမြေရွေးကောက်ပွဲမှာယုံကြည်စိတ်ချရသောရလမထွက်နိုင်၍လိမ့်လာဆောင်ကြီးအဖွဲ့များစီလုံရန်အစီအစဉ်မရှိကြောင်းဥရောပတမက၏လူခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ် အော်တိုဘာလ16ရက်နေ့မလေးရှားနိုင်ငံကွာလာလမ်ပူမှာပြုလုပ်တဲ့ ASEAN EU အရက်ဘက်လူမှုဖွဲ့စည်းများဖိုရမ်နဲ့လူခွင့်ရေးဆိုင်ရာ ASEAN EU မူဝါဒဆွေးနွေးပွဲတက်ရောက်လာစဉ်ဥရောပသမဂ္ဂ၏လူခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ်ကမြန်မာစစ်တပ်ကပြုလုပ်သောရွေးကောက်ပွဲသို့ဥရောပသမဂ္ဂလေ့လာသူဆင်းလို့ရန်အစီအစဉ်မရှိကြောင်းထုတ်ဖော်ပြောဆိုခြင်းဖြစ်ပါသည်။ မြန်မာစစ်တပ်၏ရဲကဝဲမှာယုံကြည်စိတ်ချရသောရလက်ထွက်ပေါ်လာနိုင်ခြင်းမရှိကြောင်းအနောက်နိုင်ငံများပါဝင်မြန်မာအရေးလေးလာဆောင်ကြည့်သူများကစစ်တပ်၏ရဲကဝဲသည်အတူရောင်သားဖြစ်ပြီးစစ်တပ်၏အုပ်ချုပ်မှုကိုတရားဝင် ဖြစ်စေရန်ရည်ရွယ်ထားသောဟန်ပြရဲကဝဲသားဖြစ်ကြောင်းထုတ်ဖော်ပြောဆိုပါသည်မြန်မာနိုင်ငံတွင်လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲဖြစ်နိုင်သည့်အခြေခံလိုအပ်ချက်အခြေအနေများကို မဖြည့်ဆည်းပေးနိုင်ကြောင်းလည်း၎င်းကပြောပါရယ်စေစိုးရကကမကထပြုတဲ့ရွေးကောက်ပွဲဖြစ်လို့ရလက်ကတော့တခုပဲထွက်မှာပါဟု၎င်းကပြောပါရယ်မြန်မာနိုင်ငံတွင်2021ခုနှစ်ဆင်အာနာသိမ့်ပြီးကလေးကနိုင်ငံတော်ဝန်နယ်မြေများပြားကိုသိမ့်ပိုက်ခဲ့သောလက်နက်ကန်တော်လန်ပုံကံမှုကိုဖြစ်ပေါ်နေပြီးစစ်တပ်ကလည်းရွေးကောက်ပွဲကိုတနိုင်ငံလုံးအတိုင်းအတာဖြင့်ရန်နှုံးပြေမကျင်းပနိုင်ကြောင်းထုတ်ဖော်ဝန်ခံထားပါရယ်ဆက်လက်တင်ဆက်ပေးမယ့်တရင်ကြောင်းကတော့ အစီအစဉ်နှစ်ပြည့်နှစ်ပတ်လည်ပွဲသုံး RCS ကောင်းဆောင်ဗိုလ်ချုပ်ကြီးရွတ်စစ်မတက်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။အကြံဖက်စစ်တပ်ကတိုင်းပြည်အာဏာကိုတိမ်းချုပ်လိုက်ခြင်းကြောင့်တနိုင်ငံလုံးအဖြစ်ခဲ့ရစေရေး NCA စာချုပ်နဲ့ငင်းချင်းရေးလုပ်ငန်းရှင်များရပ်တန့်သွားရကြောင်းရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကယမန်နေ့တရင်ထုတ်ပြန်ပါတယ်။ SCS နှင့်ပြည်နှစ်ပတ်လည်ဖြည့်ထုတ်ပြန်သော RCSS ကြီးညာချက်မှာထုတ်ခဲ့သူထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်ပြီးနေပြည်တော်တွင်ပြုလုပ်သည့် SCS နှင့်ပြည်နှစ်ပတ်လည်နေ့တော်လည်း RCSS ခေါင်းဆောင်ဗိုလ်ချုပ်ကြီးရွက်စစ်တက်ရောက်ခဲ့ခြင်းမရှိသည်ကိုတွေ့ရပါသည် NCA နှင့်ပြည်မြောက်ခဲ့တော်လဲအာနေချက်နှင့်စိန်ခေါ်မှုများကြောင့် NCA အကောင့်ထဲပေါ်ခြင်းကိုရည်မှန်းထားသည့်အတိုင်းမဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း NCA အကောင့်ထဲမပေါ်နိုင်မှုနှင့်ပတ်သက်၍အချက်၅ချက်ကို RCSF ကထုတ်ပြခဲ့ပြီးရင်းချက်များတွင်စစ်တပ်ကတိုင်းပြည်အာဏာထိန်းချုပ်လိုက်သည့်အတွက်နိုင်ငံရေးလုပ်ငန်းစဉ်များရပ်တန့်သွားစေခဲ့ကြောင်း RCSF ကထုတ်ပြထားပါသည်။ NCA အကောင့်ထဲမပေါ်နိုင်သည့်အခြားအကြောင်းရင်းများတွင်နှုတ်ဦးနှစ်ဖက်ကြားယုံကြည်မှုမတိစောက်နိုင်ခြင်း၊နှုတ်ဦးနှစ်ဖက်လက်မှတ်ရေးထိုးထားတဲ့သဘောတူစာချုပ်တိုင်းအကောင့်ထဲမပေါ်နိုင်ခြင်း ထောင်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအောက်ရောက်ရှိရေးအတွက်အစိုးရက EOS များကိုဖိအားပေး၍လှုံ့ဆော်စေခြင်းတိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက်အစိုးရအနေဖြင့်ဆင်ရထက်တန်မှုနှေးပါခြင်းဆိုသောအချက်များပါဝင်ကြောင်း RCSS ကထုတ်ဖော်ပြောဆိုထားပါသည်။ ASEAN နဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအောင်မြင်ရေးအတွက် RCSS ကအချက်၆ချက်အကြံပြုထားပြီးရင်းနှုန်းတွေတွင်စစ်တပ်အနေဖြင့် EOS များနဲ့ယုံကြည်မှုတိစောက်ခြင်းကိုပြန်လည်ဖော်ဆောင်ဆောင်ရွက်ခြင်း ဆွေးနွေးပွဲအဆင့်တက်မှာစစ်တပ်နဲ့ EOS များဆွေးနွေးပြီးသဘောတူညီချက်များဥစွာရယူခြင်းအဆင့်နှစ်တွင်နိုင်ငံရေးပါတီများကပါဝင်တက်ရောက်ပြီးဒုံးပွဲဆိုင်ဆွေးနွေးပွဲများပြုလုပ်ခြင်းဆွေးနွေးပွဲသို့နိုင်ငံတကာအသီးသက်တွေများဖြင့်ပါဝင်တက်ရောက်စေခြင်းနိုင်ငံရေးဆွေးနွေးပွဲများတွင်ဖက်ဒရယ်မှုကိုအဓိကထားပြီးဆွေးနွေးခြင်းနိုင်ငံရေးဆွေးနွေးပွဲမှရရှိလာသည့်သဘောတူညီချက်များကိုလွှတ်တော်သို့ တင်သွင်း၍ဥပဒေအဖြစ်အတည်ပြုပြဋ္ဌာန်းခြင်းတို့ဖြစ်ကြောင်းသိရှိရပါသည်။ယင်းပြင် NCA အနှစ်သာရဖြစ်သည့် Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်အဖက်ဖက်မှဆွေးနွေးခြင်းနည်းလမ်းဖြင့်တွဲဆောင်အကောင့်ထဲပေါ်သွားကြရန်တိုက်တွန်းထားပါသည်။တရင်ဌာနက RCSS ထုတ်ပြန်ကြေညာချက်နဲ့ပတ်သက်၍အသေးစိတ်ထပ်မံမေးမြန်းရန်ဗိုလ်မှူးခန်းဆန်နှင့်ဒုတိယဗိုလ်မှူးကြီးအုံခဲတို့ကိုအုံခဲတို့ကိုဇမန်နေ့တနေ့လုံးဆက်သွယ်မေးမြန်းတော်လဲဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ